မင်္ဂလာပါ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 ရှင်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်အားလုံးပဲမင်္ဂလာပါနော်ကဲဒီရက်ဒီနေ့ဒီနေ့တော့တလလုံးလုံးပေါ့နော် ဒီနေ့ live လေးလွှင့်မယ်လွှင့်ပြီးတော့ဒီနေ့အင်တန်ရောက်တဲ့ဆိုတော့အင်အိမ်မှာအင်တန်ရောက်တဲ့အခါမှာလောက်စရာကင်စရာလေးတွေကိုပေါ့နော်ပြောပြချင်တာပေါ့နော်ပြောပြချင်တယ်အလုံးမမင်္ဂလာပါလို့အခုဒီမှာက7နှစ်ဆိုတော့ထိုင်းမှာကမြန်မာပြည်မှာထိုင်းမှာ7 6နာရီกว่าတယ်ဆိုတော့เนาะ6နာရီกว่าတယ်ဆိုတော့7ခွဲ7ခွဲ8ခွဲ9ခွဲ3ခွဲ4ခွဲညနေ9နာရီခွဲထိုင်းမှာညနေ9နာရီခွဲမြန်မာပြည်ကနိုင်ပါလားမသိเนาะ9နာရီခွဲ6မြန်မာပြည်က6နာရီမဟုတ်လို့ရှင်တော့9နာရီဖြစ်ဖို့များတယ်เนาะကဲဒီနေ့ကတော့အိန္ဒိယဆွေရင်ပြောင်းနေပါပြီမနေ့ကဆွေရင်ကနေပြင်အဲဆွေရင်ပြောင်းတယ် vacation တစ်လပေါ့เนาะတစ်လသွားတယ်အခုအိမ်မပြောင်းနေပါပြီလို့ဒါတော့အိန္ဒိယရဲ့ ဒီမားဒီနေ့နေသားပါတယ်เนาะဒီနေ့နေသားတယ်ဒါပေမဲ့နေသားပေမဲ့လည်းဆွေနိုင်ငံကအခုထိထိစောင်းမပြေသေးဘူးပေါ့เนาะစောင်းမပြေသေးပါဘူးလို့စောင်းမပြေသေးပါဘူးဆွေနိုင်ငံကတော့အခုထိထိအေးနေပါသေးတယ်အပေါင်းအပေါင်းသုံးလမ်းမတူဒီနေ့တော့ဒီနေ့တော့အပေါင်းသုံးပေါ့เนาะဆိုတော့အန်တီရဲ့ဒီခရီးသွားခဲ့တဲ့ဒီပေါ့เนาะတလအတွေ့အကြုံရဲ့ ြီးလို့ရှိရင် ခီးရပြန်လာလို့ရှိရင်အန်ဒီလှုပ်ရှားတဲ့အရာလေးတွေရယ်ဒါလေးတွေကိုနော်အန်ဒီကဒီနေ့ sharing လုပ်သွားပေးမယ်ပေါ့နော်ပြောနေကြတိုင်းမယ်အန်ဒီကခီးတွားတာကိုပဲသဘောကျတယ်ပြီးလို့ရှိရင်ခီးတွားပြီးလို့ရှိရင်လည်းကိုလှုပ်တဲ့အရာလေးတွေပေါ့နော်ကိုပြန် sharing ပေးတာပေါ့နော်ဒါကြောင့်မလို့အန်ဒီအခုခီးတလတော့ခဲ့တဲ့ခါမှာ ဘာဘာကိုခံစားရလဲဆိုတော့အော်ငါအသက်ကြီးနေပြီအရင်လိုမျိုးအရင်တော့ဆိုလို့ရှိရင်တော့ကိုယ်ကတည်းကမလာခီးသွားလဲအဲပြန်လာလို့ရှိရင်တိတ်ပင်မန်းပေါ့နော်အခုကခီးတစ်ခေါက်သွားပြီလို့ရှိရင်ပြန်လာအရင်ပင်မန်းပါတယ်လို့ဘယ်လိုကောင်လင်းစီရတာလေးပင်မန်းနေပြီးတော့အနည်းကစီဂျိုသမားဆိုတော့အဲ့ချက်ပြရသွေးကြတာပေါ့နော်ဒါမှမဟုတ်ကိုခြေစွပ်လေး ဆွထားတာနော်အမေသွေးရမ်းကြတယ်သွေးကြတဲ့ခါကျတော့လူကဟိုပေါ့မကောင်းဘူးနော်ပြပေါ်ပါသွားတာလေကိုကအောင့်ထားတဲ့ခါကျစစ်ကျင်တာပေါ့နော်အဲ့ဒီခီးသွားတဲ့ခါအခုဆိုရင်တော့မဟုတ်တော့ဘူးပေါ့နော်ရင်တော့တော့ခီးတစ်ခေါက်သွားလို့ရှိရင်နည်းနည်းလေးဟိုတတိတတိသတ်တာအခုကမဟုတ်တော့ညံပင်မှန်းလေဆိုခတ်တော့လေကိုအန်ဒီကဒီနေ့အလုပ်သွားစဆင်ရမယ် ဆိုတော့နားမယူလိုက်မိဘူးကွာတကယ်ဆိုအနားထေးလိုက်နေတော့ခီးသွားပြန်လာအနားယူအောင်မယူလိုက်မိဘူးပေါ့နော်ဆိုတော့နည်းနည်းလေးပြင်ပန်းနေပြီးတော့ဘန်ကောက်မှာအနေတို့နေရတဲ့ဥစ္စာပေါ့နော်ဒီတလလုံးလုံးမှာကဟိုရာဒီဥရုကဘန်ကောက်မှာက36တို့38တို့အရန်ပို့ပြီးဒီမှာလည်းရောက်လာတော့အပေါင်း3ပဲရှိတော့30ဒီဂရီကအရန်กว่าချတော့တော်တော်လေးကိုဒီမှာပြန်အေးတဲ့ခါလက်တွေဆိုအဲ့လိုတွန့်တာပေါ့ပဲကြီးရေစင်ကို လက်တွေဆိုအရန်တွန်ပါလေငကိုရီကအသက်ကကြီးရောလေးသလားအခုဆိုအနိမနာရောကြီးဦးပေါ့နော်အခုတတိဘယ်လိုခေါ်မလဲအာရုပ်တာပေါ့နော်ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှင်အသက်အရွယ်အခုအဲ့ဒါအန္တရာဘာပြောလဲဆိုအန္တမျိုးသားအောင်ငါတို့အသက်ကြီးလို့ရှိရင်လို့ဒီလေရင်ပြန်ဆက်နိုင်စီးတာငါတို့ဒဏ်ခံနိုင်မအောင်မလားလို့မသိဘူးနော်ဒါအကြောင်းလဲဆိုအခုချိန်မှာအန်တီတိလာထွေးပြင်းနဲ့အန်တီရမ်းပြင်းမှန်းနဲ့အဲ့လိုလင်း၁၇နိုင်စီရတယ် လေမလားအီလိုမီယာဘူး economic so class လို့သူနဟာထိုင်ရတာကျင်းချင်းကျက်ကလေးလေးဟိုလှည့်လို့လည်းမရပြလို့လည်းမရခြောက်ကလည်းသွေးကြတော့လေအရင်အခက်ခဲဖြစ်တာပေါ့နော်အမြန်မကလည်းဆင်းချောက်ကြအကြီးရဆင်းချောက်ကြတာပဲဒါကြောင့်မလို့အသက်ငယ်တော့မှသာလူကသွားလို့လားလို့ကောင်းတာပေါ့နော်အမေအန်ဒီကပြောလိုက်ပါတယ်ယောက်သားရဲ့လို့ဒီဒီစင်မှာပေါ့ဒီဒီနွေရာသူပေါ့နော်ငါတို့ခီးမထွက်ဖဲနဲ့ ဒီဒီဇင်ဘာကိုတို့ခီးမထပ်ပဲနဲ့အဲ့ပတ်ဆောင်ငါတို့နောက်နှစ်ကြလို့ရှင်ခီးသွားရင်ငါတို့ business class နဲ့သွားအောင်လို့အကြအန္တရာယ်တမခနိုင်တော့ရမ်းပင်မနေပြီပေါ့နော်အန်ကေကြတော့အနည်းမျိုးသားပင်စင်စားဆိုတော့သူကဟိုပြန်လာလေသူကအလုတ်စင်းစရာမလိုတော့ဘူးအန်တီကြတော့အလုတ်ကစင်းရသေးတယ်ဆိုတော့ဟိုပင်မနေပေါ့နော်ပင်မပါတယ်ဆိုတော့အန်တီရောက်ချင်းဘာလုပ်လဲဆိုတော့ အဲ့ဒီအပင်ကိုပြေးကြည့်ရသိလားပြပေးမယ်နော်ဒါပေမဲ့ချွေးမလေးသိလားအဲ့ဒီချွေးမလေးသိစင်လားကောင်းတော့ဟိုကြောက်စိမ်းပင်လေးတော့သူကလည်းလည်းရေများသွားတာပေါ့နော်ဒါပါမှအန်တီသမီးလေးတွေပါအဲသမီးတွေကမအေးထိုင်စပါလေပြီးတော့ဒီနေ့အန်တီဘာလောက်လဲဆိုတော့ဒီတစ်ခေါက်ပြန်လာတာအန်တီကချင်မောင်ရိုးတွေယူလာတယ်သိလားချင်မောင်မျိုးစီကစိတ်လို့အန်တီမျိုးစီကျဲတာကျဲလို့မရဘူးကွာ အဲ့ဒါချင်းအောင်မျိုးစီမရတော့ဆိုတော့အန်ဒီရဲ့ခဲအိုလေးအန်ဒီကပြောတယ်ဟဲ့ငါ့ကိုချင်းမောင်ရက်ကိုလို့အမစ်တင်တာပို့ပဲ့ဆိုတော့ तू ပို့လိုက်တဲ့ခါမှာအဲ့ချင်းအောင်ချင်းမောင်နေအန်ဒီကူလားအင်းချင်းမောင်နေအန်ဒီကအခုထိုးထားတယ်ဂိုင်းထိုးထားတယ်ချင်းမောင်စားမလားမစားတာမသိဘူးပေါ့နော်ဒါအန်ဒီကဘရာဇီးလီယံအပင်လေးတဲ့အန်ဒီညှက်လိုက်ရတယ်မရတော့ဘူးဆိုတော့သူ့လည်းအန်ဒီမှာဒါအန်ဒီရောက်တာနဲ့အန်တီရောက်တာနဲ့အန်ဒီကအပင်လေးကိုအန်ဒီကခင်ကြည့်ရဒါအန်ဒီကသမီးလေး အန္တရာအပင်နဲ့ပတ်သက်လာလုံးဝအထီမခံဘူးဒါအန္တရာအရန်ချစ်တာနောက်တစ်ခုကချင်မောင်ကတော့မသိဘူးပေါ့နော်ချင်မလားမရှင်လားမသိဘူးတကယ်လို့သိရလူရှိလဲပြောပေးပါဦးနော်ဒါအန္တရာတော့အခုချင်မောင်လေရောလို့ပေါ့ယူလာတော့လေဒိုင်းနဲ့ပဲထိုးထားလိုက်တယ်အဲ့လိုမျိုးထိုးထားလိုက်တာပေါ့ကွာစားမလားမစားတော့ကြည့်ကြသေးတာပေါ့နော်အဲ့လိုပဲထိုးထားလိုက်တယ်ဒိုင်းနဲ့သူအမြင့်တွေပါတာဟုတ်အမြင့်တွေပါတော့ချင်မောင်ကအဲ့လိုဂိုင်းထိုးထားပါတယ်လို့ပြန်အန္တရာအိမ်ကိုပေါ့နင်းနေတော့ အဲ့လိုပေါ့ဒီနေ့အခုကနေတော့တာတော့လေအနည်းအရာတစ်ခုတော့ကောင်းတယ်နေအရန်ဝင်တဲ့အခါကျတော့အပင်နေပါလေပေါ့ဒီ၆ဆိုင်ကမုန်းကတော့အဲ့ဒါနည်းနည်းလေးရေများသွားတော့ရေမထိသူတို့ဓာတ်မြေဩစာလဲလဲပေးရသီးလားအာဒီအခုတော့ဒီနေ့တော့မအားသေးအလုပ်ဆင်းရမှာဆိုတော့နောက်နေ့ကြမှာပဲသေချာလေးပေါ့နော်လုပ်မယ်ပေါ့နော်ဒါကတော့အန်ဒီရဲ့ destiny tree ပေါ့နော်ဒါအန်ဒီကအိမ်မာလေးအဲ့လိုမျိုးအပင်နေအရန်ပေါ်ကြတယ်အန်ဒီကိုလေအန်ဒီကအိမ်မာလေးဘာမှဟိုတို့ပေါ့ဟိုဘလို့ခေါ်မလဲအန်ဒီကအိမ်ကိုဘလို့ထားဆိုတော့ အိမ်ဆိုတာကလေပစ္စည်းတွေဟိုပေါ့ရမ်းများတန်ဖိုးရှိတဲ့ဘလောက်ပဲပစ္စည်းရှိနေပါစေအန်ဒီကအိမ်ကိုလေဟိုပေါ့ဘယ်လိုခေါ်မလဲဝင်လာနဲ့ကွာတသက်ရရက်ကလေးနဲ့အပင်လေးတွေပဲအနေနေချင်းအနေဘယ်တော့မှလေဟိုတန်ဖိုးကြီးပစ္စည်းတွေဆိုတာအဲ့လိုပြောလို့မလို့ရှင်းရမနာလို့ဖြစ်တာလားသူများလည်းမဟုတ်ဘူးနော်အန်ဒီတကယ်မနာလို့စိတ်မရှိရမဟုတ်အန်ဒီကအိမ်ကိုရိုးရိုးရှင်းရှင်းအပင်လေးတွေနဲ့အဲ့လိုနေရတာသဘောကျတယ်အန်ဒီကအပင်ရှိရင်တော်ပြီ အန်ဒီဘာမှမရောက်တော့ချင်မနေတော့လေပြေးပြော်လေဟဲ့သမီးတို့ရေငါသမီးရေနေကောင်းကြတာအပင်သွားကြအန်ဒီ I guess ဆိုရောက်တာနဲ့ချက်ချင်းအပင်လေးပြေးကြည့်တယ်ဟဲ့ငါအပင်နဲ့ငါအသက်ပဲလေငါအပင်လေးတွေကချက်ချင်းမျိုးတွေလို့ချင်းမောင်းနေပြန်ထုတ်ဒီမှာခီးတခါပြန်လာလို့ရှင်အဲ့ပက်ကင်းတွေပြန်ထုတ်ဟိုအလျှော်ရမယ့်ဝတ်တွေပြန်ထုတ်အာပြီလို့ရှင်ဒီလမလားဟိုခေါင်းရလဲလေးစားတနေ့ကုန်လိန်ရစီးထားလေခေါင်းရလဲမူးတူးမူးတူးလိန်လိန်စီးထားပြီးတော့လေခေါင်းရလဲမူးတာသလားပြောပြတာပါဆိုအသက်အသက်ရရလူကမခံနိုင်တော့ဘူးပေါ့နော်အဲ့လိုတစ်ခုပြောချင်တာဘာလဲဆိုတော့ငယ်တုန်းမှသာကိုက သွားလို့လာလို့ရတာသိလားအသက်ကြီးလာလို့ရှင်လေဝမ်းမဲအဲ့လိုကကိုပြလင်းညောမှာတချို့အဖိုးကြီးဖွားကြီးပါလာသိလားခုနှစ်စောကျော်ကြီးတွေသူတို့ဘယ်လိုများထိုင်လဲမသိဟဲ့သူတို့တောင်သွားနိုင်ငါလည်းသွားနိုင်ရမယ်ပေါ့နော်အဲ့လိုကိုကိုကိုပြအားတင်းထားတယ်သိလားနောက်တစ်ခုကျတော့ဟိုမှာကျတော့အရန်ပွေအခုအနည်းအသာကြီးနေရလားရန်နေတာပဲဘာကြောင့်လဲဆိုတော့ရာသီဥတုကချိန်ချင်းဖြစ်သွားပြီလीเนาะဟိုမှာကျတော့အနှုတ်အပေါင်း30ခုနှစ်ဒီရောက်တော့အပေါင်း3ဆိုတော့ ဟာလူတွေလေးလေးခေါင်းနေဆိုလို့ရှိရင်လေးသား6ကပ်ပြီးအသားကြီးဆိုအကုန်လုံး6ကပ်သွားတာဒါကတော့အမြဲနှစ်တိုင်းပဲဒါတော့မှဒီမှာကအခု spring ဝင်ငန်းနေပြီပေါ့နော်ဟို now april လဆိုလို့ရှိရင်တစ်ခေါက်နှင်းနှင်းကြလိမ့်မယ်ပြီးလို့ရှိရင်တော့ဒါ summer လာတော့မယ်ဆိုတော့အခုအာရောက်တာနဲ့ဟိုချွေးမလေးရဲ့မိဘကလည်းပို့လိုက်တာကောင်းလိုက်တာညှော်လိုက်ညှော်လိုက်အောင်မသိလားညှော်လိုက်ပါအောင်မယ်ကွယ်အဲ့ငပိဒေါင်းလေး share ကောင်းတာတော့တစ်ခေါက် မှလည်းအဲ့ဒါလေးစီချိုသမားဆိုငပိတော့နေပါမစားဘူးသီလားဒါပေမဲ့ကွယ်ချွေးမလေးရဲ့ရောက်ခမထဲ့ပေးလိုက်တယ်ငပိတာဗားတယ်ယောက်ျားကြီးရှယ်ငပိတောင်းတယ်ရေရေလဲလဲကောင်းမှာကွာယောက်ျားကြီးရှယ်ငပိတောင်းတယ်တော်တော်လေးချစ်ဥစားလေးအဆက်နဲ့တဲ့ပြီးတော့လေပဲဟင်းဂျိုလေးနဲ့စားလိုက်ရအောင်မသိလားကိုချင်မောင်စိုက်ထားတော့လေချင်မောင်နေရရလို့ကတော့အချွေးမပဲငါချင်မောင်စိုက်လို့အဆင်ပြေလို့ရှင်တော့လို့အဲ့ဒါငါချင်မောင်နဲ့ ပဲငပိတောင်းတယ်လေဆွဲမှာနော်အဲ့နည်းနည်းတော့စားရတာပေါ့နော်အများကြီးစားလို့တော့မရပါဘူး။ဘာကြောင့်လဲဆိုတော့အဒီယောဂထိန်းတဲ့အနေနဲ့ပေါ့နော်။ပြီးတော့ချွေးမလေးရဲ့အဖေကထက်ပေးတာဘောဥချောင်းတို့အဲ့ကျဥချောင်းတွေရောပဇွန်ကြောက်တွေရောလက်ဖက်တွေရောသိလား။ဖြစ်ချင်တော့ तू ကဟိုကွာလင်းဟိုတော့အဲ့ तू ချွေးမလေးရဲ့ပေါ့နော်ခမင်းခမကထက်ပေးတာကအထုပ်ကြီးမှ तू ကပလတ်စတစ်နဲ့ပက်ပက်ပြီးတော့ထည့်ပေးလိုက်တယ်ကွာ။ထည့်ပေးပြီးတော့ဟိုပေါ့ဒီအထုပ်လိုက်ကြည့်လို့ န်ဒီရမဖြစ်မဖြစ်ဘဲနဲ့အန်ဒီရဆုကစ်အဲ့ထဲမှာအဲ့လိုပုံအဲ့လိုပုံစံဖြစ်တော့ထည့်ထားတော့အမလေးတော်လေးစိတ်ကဖွင့်ကြည့်တယ်သူတို့အနေပါတဲ့ဟိုချက်ကင်ထားပြန်လဲပြန်လာတော့ဆုကစ်အဲ့ဆဲမှာအဲ့သူ့အဖေကပတ်ထားတဲ့ပုံစံတိုင်းမဟုတ်ဘဲလက်ရချီကပြတ်သွားတယ်သူတို့ကြည့်မှာပေါ့နော်ဘာတွေလဲပေါ့ဆိုအန်ဒီအဲ့ထဲမှာလေချင်မောင်ပင်ပါတယ်ချင်မောင်ချင်မောင်ရိုးပေါ့နော်ချင်မောင်ရိုးပါတယ် အဲအဲ့လက်ဖက်တော့ပြီးတော့မျက်နာပေါင်းတင်တဲ့ဒီကိုရီးယား made mask မျက်နာ cream collagen အစုံအဲ့ထဲမှာပါတယ်အစားအသောက်ဒီတစ်ခါတော့အန္တရာယ်ဝေစားသိပ်မွေးပြုအစားအသောက်တွေပို့ထည့်ပါကြောင့်ဆိုတော့ collagen တွေကအန္တရာယ်ကိုရီးယား made တော့ဂျပန် made တွေပို့ကြိုက်တယ်ဒါရှင်းရှင်းပြောတာပြီးတော့ mask ပေါ့နော်ဒီ face mask ကအန္တရာယ်စီမှာရှိမယ် quality မကောင်းတစ်ခုကို20လောက်ပေးရတာပေါ့နော်တရားငွေနဲ့ဆို60ပေါ့ထိုင်းမှာအန္တရာယ်လာတာ19ဘတ် ဆိုတော့ရမ်းလဲကောင်းတာပေါ့နော်ဆိုတော့အန်ဒီကတော့ဟိုကိုတနေ့တစ်ခေါက်ပြန်တယ်ဆိုပေမဲ့လည်းဒီမှာတနေ့ဆောင်အန်ဒါခရီမီယာဆအကုန်ထားတာပေါ့နော်ကိုသုံးတဲ့ပစ္စည်းလေးကိုဝယ်ထားတယ်ပြီးလို့ရှိရင်အန်ဒီဘာလို့လဲဒီမှာကိုကတနေ့ပတ်လုံးပေါ့ဒီမှာအခုဆိုနေရာသေးတာတော့မယ်ကွာဆိုတော့အန်ဒီကအသားရေဝါနည်းနည်းဘယ်လိုခေါ်လဲနုတယ်ပြောရမသိနေပူဒံခန္ဓာနဲ့အသားကနေတက်လာတယ်အဲ့ဒါမှနော်ထိုင်းမှာပင်လေရေဆိုနှစ်ခေါက်ပဲလားတစ်ခေါက်ပဲအဲ့ဒါကချိုးတာဒါပေမဲ့မရအောင်အသားကလေနေတက်လာအောင် အဲ့အခုလည်းကြည့်ရဟိုဘယ်လိုခေါ်မလဲအချိန်ကပြောင်းသွားတာ哦เนาะအခုဆိုထိုင်းမှာညနေ6နာရီဒီမှာမနဲ့နေ့လယ်7နာရီခွဲဆိုတော့ဘာဖြစ်သွားလဲဆိုတော့လူကမနဲ့အစိုးရနိုးဒီမှာမနဲ့7နာရီထိုင်းနိုးအကြောင်းတောင်ဖြစ်နေရောဘာကြောင့်ထိုင်းမှာကြတော့ဟို7နာရီလေစကုတ်နိုးနေကြချိန်ဆိုတော့အချိန်လေးကလည်းနည်းနည်းလေးပြန်ပြီးတော့အချိန်ကိုက်နေအောင်လဲကိုကပြန်ဆောင်ရသေးတာပေါ့เนาะဒါပေမဲ့ဒီနေ့အန်တီကအလုပ်ဆင်းရမယ်ဆိုတော့အဲတက်ကြွလားဆိုတော့တက်တော့မကြွပါဘူးဒါပေမဲ့လည်း ကိုယ့်ရဲ့ထမင်းရှင်မှာအန်ဒီအလုပ်ဒီအန်ဒီထမင်းရှင်အဲပြီးတော့အန်ဒီရဲ့လူမာတွေအန်ဒီကချစ်တယ်။မအောင်အန်ဒီရဲ့လူမာတွေကလူမျိုးလူပေါင်းမျိုးစုံပေါ့နော်ယောဂါပေါင်းမျိုးစုံဂျုံတွေ့ရသူတို့အန်ဒီကချစ်ကြည့်ပြီးတော့တန်ဝေကယူတယ်။တနေ့ငါအကြီးသွားရင်ရောတနေ့တနေ့ငါမကြမ်းမှဖြစ်ရင်ရောဆိုရအတွေးကိုယူတော့ကို့လူမာတွေကိုမြစ်တာခါကျတော့မြစ်တာထားပေမဲ့လေခါကျတော့လေခါကျစိတ်ညစ်ရပါတော့။အာသူတို့ကြည့်လို့ကိုယ်လက်စိတ်တင်းညစ်ဒါပေမဲ့အန်ဒီဖြစ်တာအမြန်ထားတယ်။တနေ့ငါအသက်ကြီးခဲ့ရင်တနေ့ငါကြမ်းမှရင်မကောင်းခဲ့ရင် ငါငါ့ကိုလည်းပြန်ပြီးတော့ပြုစုတဲ့သူကောင်းကောင်းကငါပြန်တွေ့မှာပဲစိတ်နဲ့ကိုယ့်ရဲ့အလုပ်ပေါ်မှာကိုသစ္စာရှိစွာ ကိုယ့်ကိုယ်ကိုချစ်ခင်စွာ စေနာပေါင်းအနေလို့ရတယ်။ဘာကြောင့်အန်တို့ကကိုယ့်ရဲ့အလုပ်ပါကိုသစ္စာရှိရတယ်။ကိုယ့်လို့ဒီကိုထမင်းရှင်ပဲအန်တို့ကအမြဲတမ်းကိုယ့်လို့ပေါ်မှာဟိုပေါ်သစ္စာရှိရှိလုပ်တယ်အကောင်းဆုံးအန်ဒီအကောင်းဆုံးအလုပ်မှာပေါ့နော်။ခါမှအန်ဒီမနစ်ကလည်းအန်ဒီတခါမှခွင့်မယူခဲ့ဘူး။ဆိုတော့အန်ဒီဟိုအကောင်းဆုံးပေါ့နော်ဟိုစား ဘော့ဘော့ရဲ့အချီးမွန်းခံရတယ်။မနေ့ကလည်းခွင့်မယူဟိုတနေ့ကလည်းခွင့်မယူ။ဘာကြောင့်ဆိုအန်ဒီကအလုတ်ကိုတော်နေလို့လေခေါင်းလေးကိုက်တာလောက်ကောက်စိတ်သာပြီးတော့အန်ဒီလုတ်သွားတယ်။သူများရသိမလား။ဒီမှာအလုတ်တရက်ပြက်လဲပထမတရက်ပဲလာကောင်းမြဲလား။ကျန်တဲ့ရက်တွေက80ရက်ကျန်လို့ရတယ်။ဆိုတော့ပေါ်တယ်လားအလကားနေအလုံးမလုပ်ချင်မနဲ့အာခေါင်းကိုက်တဲ့ဖိန်ကိုက်တဲ့အိမ်မှာပဲနေကြအန်ဒီကလည်းမဟုတ်ဘတော့မှကိုယ်လုံးနဲ့ပတ်သက်လာရင်တစ္ဆာရှိရကိုယ်လုံးပေါ်မှာကိုယ်လုံးမှာကိုတစ္ဆာလည်းရှိရ ကိုလိုမှာကိုပါလုခောင်းမလဲယိုးသားတာပေါ့နော်စေနာပမာဏကိုလုတဲ့ခါကြတော့ဘာပဲပြောဟိုစေနာရောင်ပြဟတ်မှာပေါ့နော်အဲ့ဒီဆိုရင်အဲ့ဒီလုံမှာဟိုတခါမှအပေါင်းသင်မိတ်ဆွေနဲ့ရံဖြစ်တာတို့မိမတွေအချင်းချင်းတင်မှာမနာလို့စိတ်မရှိမရှိဆိုတော့ကိုအလုပ်ထမ်းမှာညာကိုင်းဆိုတော့အန်ဒီတို့ကညာပိုင်းကြတော့အန်ဒီအဖွဲက၃ယောက်ပဲရှိတယ်လေဆိုကိုဒီနဲ့ကိုလုတဲ့ခါဆိုတော့တခါမှပြဿနာမဖြစ်ဘူးကိုလုလုသမားတွေနဲ့ပေါ့နော်ကိုနဲ့ကို ဆိုအနီဆိုလို့ရှိရင်အနီငွေချင်းဆိုအနီလာခေါ်တယ်ပြန်ပြန်ပို့တယ်ပြီးအနီကပြန်လာပြန်သွားလို့ရှိရင်ထိုင်းမှာဆိုသူတို့ကြတဲ့ကော်ဖီတို့တူလားကော်ဖီတွေဝယ်သွားပေးတယ်အနီဘာမှဆက်မယူအာငွေချင်းနဲ့ဟာဒါလေးကြိုက်တာအဲအနီလည်းကားပေးတယ်ဘာကြောင့်လဲဟိုကွာတချို့လူကြတယ်နော်ဟာတကြက်၅ပြဆာကစီကုတ်တယ်အနီမကောက်ဘူးသွားဟိုလူဆိုတာဟိုဒီမှာဆိုရင်ကွာဟိုထိုင်းမှာဆိုလို့ရှိရင်နစဲရံကဒီမှာ60ဖြစ်လိမ့်မယ်ဟုတ်တယ်ဟုတ်ဈေးချိုတယ်လीအေးကိုသေးရနဲ့ခက်ခဲတာပေါ့အဲဝယ်ပေးလိုက်တယ် လက်ဆောင်ပေးတယ်။အတို့ကလည်းကိုတိတဲ့နဲ့အဲအန်ဒီကိုကားနဲ့လာပြန်ခေါ်ပေးတယ်။လုတ်တူသွားတဲ့အနေကြောင့်တို့ကားနဲ့ပို့ပြီးလူဆို gift and text ဆိုအမြဲတမ်းရှိရတချို့လုံးအယူပဲမရှိရအောင်တချို့မဲ့အပေးလည်းမရှိရအောင်အပေးနဲ့ယူဆိုအမြဲတမ်းမျှတနေရတာပေါ့နော်အဲ့ဒါလေးအန်ဒီလုတ်ပါတယ်ဆိုတော့ဒီနေ့ကတော့အဲ့ဒါသားနဲ့ချွေးမလည်းဟိုချွေးမလေးအကြောင်းတက်နေပြီရှင်အဲ့ဒီချွေးမလေးကဒီဆွေရင်ကို ရောက်တာလေးလပဲရှိသေးတယ် တကယ်မှ तू ကအဆင်ပြေ तू ကလေကလေးမှလည်းစိတ်ကောင်းရှူလားမသိဘူး तू အကုန်လုံးဆင်ပြေတယ်အခု तू तू ဒီနေ့ဆိုကြောင်းတော့ဒီမှာတော့အဲ့လိုကြောင်းတက်တာကကွန်ပျူတာဆာ free ပေးတာအဲ့သူကြောင်းမှာကွန်ပျူတာသွားယူတယ်မြန်မာဆိုကြောင်းစတက်ကပြီအဲအဲသားလေးကလည်း off ရဆိုအဲ့လိုဘာနဲ့စားလဲဆိုတော့လက်ဖက်တုပ်နဲ့စားတာကောင်းလားတာလက်ဖက်တုပ်နဲ့စားတယ်ပြီးတော့ချွေးမလေးရဲ့အဖေကပေးလိုက်တဲ့ဝက်ဦးချောင်းအမဲချောက်တို့ပေါ့နော်အဲ့ဒါအန်ဒီကသားလေးကြော်ပေးတယ်အန်ဒီသားအော်မလက်ကြော်ပေးတယ်အန်ဒီကလည်းဖက်နှက်ပဲအန်ဒီစားတယ်ဘာကြောင့်ဆို လောကမှာလေပြောပြမှန်းသိလားငွေပတ်စံချမ်းသာပြီးတော့စိတ်မချမ်းသာအလကားပဲလောကကြီးမှာလေပတ်စံဘလောက်ပဲချမ်းသာပါစေ ကိုစိတ်မချမ်းသာရင်လေကိုဘလောက်ကြည့်ပဲရွှေနှန်းတော်လိုအိမ်ကြီးနဲ့ပဲနေနေဘလောက်ပဲအချွေရံနဲ့ပဲနေနေစိတ်ချမ်းသာဖို့အဓိကပဲသိလား လောအဲ့ဒါကြောင့်မလို့တချို့တွေကထင်မယ်အာ तू ကလည်းမနာလို့အဲ့ဒီမှာမနာလို့စိတ်ကိုတကယ်မရှိတာအဲ့ဒီပြောတဲ့အမြဲတမ်းအဲ့ဒီ तू များချမ်းသာတာလည်းအနေကြီးမဆိုင်ဘူး तू များဆင်းရဲတော့အနေစိတ်တော့မကောင်းဖြစ်တာပေါ့နော် तू များနဲ့ကိုမပြိုင်ကိုမသာကိုပဲကိုပြိုင်နေအဲငါဒီနေ့ကြားချက်တော့ကောင်းလားအေးကောင်းနေဆိုပြီးတာပဲအဲဒီနေ့အလုပ်ကောင်းလားဒီနေ့ငါဘာဖြစ်လဲဘာကြောင့်လဲဆိုတော့သိရင်ကိုတော့မပါဘူးလေကိုသိရင်ကိုတော့ပမာကကိုလှုပ်ထဲခဲ့တဲ့အရာတွေနော်အဲဒီဆိုလို့ရှိရင်ဒီတစ်ခါပြန်မှာမြန်မာတွေအများကြီးတွေ့တယ်ကမ်းခြေပါစိတ်မကောင်း တချို့ဆိုရင်အန်တီပြန်တော့ဖတ်ပြီးငိုတယ်အဲ့တော့ဟိုခင်းတာခင်းတာကန်းကြီးမှာမကြောင်လဲဆိုတော့အန်တီကသူတို့ကိုကောက်မွန်စကားပြောတယ်တစ်မန်းလေးပို့ပေးတယ်ဘာလာပတ်တိုက်ဘတ်တရာနော်ဘာမလို့ပရိုကိုဒရက်ကလည်းဘာမှမဟုတ်သူတို့လည်းဘာမှမဟုတ်ねအန်တီကသူတို့ချစ်တဲ့စိတ်နဲ့ပြေးတဲ့ခါကျတော့ကိုဘာလို့ဖြစ်လဲဆိုတော့ဟိုပေါ့ချစ်တာပေါ့နော်အန်ဒီရဲ့အန်ဒီဒီမှာနေစေရအောင်ငါနေလို့မရဘူးငါပြန်အောင်အချိန်နဲ့တော့ကိုယ့်အိမ်ကိုပြန်လာမယ်နော်ပြောချင်တာဘာလဲဆိုတော့လောကကြီးမှာအန်ဒီတို့က ချစ်ချင်းမနေတာအကောင်းဆုံးပဲသူများတကာဘာမနာလို့ဖြစ်မယ်အားပြီးဂုံစားမယ်အားပြီးသူ့လင်ကိုလင်ပြိုင်မယ်ငါလင်ကဘလို့ဖြစ်တယ်အားငါဘလို့လူနဲ့ယူထားတာငါအဲ့ဒါတွေကောင်းတယ်မထင်နဲ့အဲ့ဒါတွေကဟိုကောင်းပါသူများချမ်းသာတော့လေဝမ်းသာတာပေါ့မင်းသမီးတွေချမ်းသာတာဖြစ်ဖြစ်ဟိုသူတို့ချမ်းသာအဲ့ဒီသူတို့ချမ်းသာလဲသူတို့ချမ်းသာပဲလေကိုချမ်းသာမှုတာလေကိုကကို့မှာရှိတဲ့အရာလေးနဲ့ကိုကပျော်ရွှင်နေတတ်ကြမယ်ကို့မှာရှိတဲ့အရာနဲ့ကိုရောက်ရက်တတ်ကြမယ်အဲ့ဟာနံပါတ်1ပဲ သူများတကောင်ဘတော်မှမကြည့်နဲ့အန်နီဆိုဘတော်သူများတကောင်မကြည့်ဘူးအန်နီကအန်နီဆိုဒီမှာနေလာကြာပြီကားမောင်းလန်စင်ကမရှိဘူးရှိဘူးအန်နီအန်နီဒီမှာနေလာဘာကြောင့်ဆိုအန်နီတို့အန်နီကြောင်းတက်တော့ဆိုလို့ရှိရင်အန်နီဆီယာမှာတင်ပေးတာဟုတ်ကောင်းမောင်းကောင်းမောင်းလွေတာကတဲ့ဟိုပေါ့ဟိုပေါ့ဟိုအလုပ်လို့ဆိုရှင်ဟိုကောင်းအိမ်နဲ့နေရနေရအောင်ဆောင်းအဲ့ဆိုကောင်းမောင်းတတ်တာတဲ့ကောင်းမောင်းလန်စင်မပေးရဘူးအခုဆိုကဒီမှာဆိုဓာတ်စီစီရမ်းတတယ်နော်ဓာတ်စီစီတော့ကြောင်းဓာတ်စီဒီကလန်ဆိုလက်မနေဘူးနော်ကောင်းမောင်းသွားမယ်ဆိုရင်ပြီးနောက်တစ်ခုကျတော့ကားပကင် ပတ်စံပေးရတယ်ဈေးကြီးတယ်ပြီးတော့ car insurance မပေးလို့ရှင်သူများကုတ်တက်လို့ရှင်နေတဲ့တော့ရအောင်မှာဆိုတော့ပေးမနေတော့ငါဘာကားမလို့ပေါ့အန်တီလုံးနဲ့အန်တီဥစ္စာဘတ်စကအန်တီအရှင်ရှိမှရတယ်ကွာပြီးအန်တီယောက်ျားမှကားရှိရလေရှင်ရကြရင်ငါတို့ဈေးသွားမှာသူကလည်းကိုလိုက်သွားရုံပဲဟုတ်တယ်ဟုတ်တပတ်မစိုးသေးလို့မလို့ဘူးလူဆိုပါလေကို့မှာရှိတဲ့အရာလေကိုရိုက်တင်နေပြီးတော့ပဲအေးတခုတော့အန်တီကခီးထွက်တာဝါနာပါတော့အဲအခုဒီနေ့ညရာသေးဘယ်သွားကြမလဲပေါ့ ဆိုတော့ချွေးမလေးကလည်းအခုရောက်လာမကြသေးဆိုတော့သူလည်းခေါ်ွားခြင်းတယ်လေကဲနော်ဝေးသွားမလားဒိန်းမတ်သွားမလားအဲ့လိုမျိုးလေးတွေပေါ့နော်ဘာကြောင့်လဲဆိုတော့အန်ဒီယာအန်ဒီချွေးမလေးကိုလည်းအန်ဒီယာသမီးတောက်လို့ဆက်ဆံတယ်သူကလည်းကိုယ်မအေးတောက်လို့ဆက်ဆံတယ်အန်ဒီရင်းနဲ့ကိုကိုရန်ကလည်းချွေးမနေရာရောက်ခဲ့တဲ့အခါတုန်းကကိုရခမကိုယူသေးလေးစားဒီလိုပဲကိုကူကိုကရခမဖြစ်နေပြီကိုချွေးမတွေကိုပြောတင်ပြောတယ်ဒါလေးကဒီလိုရှိရဲ့သူကအခုမှရောက်တာဆိုတော့အဲသမီးဒါလေးကဒီလိုရှိရဲ့နော် သူကကန်ကောင်းတယ်ချွေးမလေးရလဲဘာမဆိုသူအကုန်စင်ပြေတယ်ကဲအခုသူ့ဆိုရင်တမီးကြောင်းတက်တော့မယ်တမီးဆရာဝန်ဒီမှာဆိုလို့ရှိရင်အကုန်လုံးပေါ့နော်ကြောင်းတက်တာကအစပြန်ပြီးတော့ပေါ့နော်ပြန်အစပြန်တက်မယ်ဆိုလို့ရှိရင်ဆရာဝန်ဖြစ်ချင်းလားဘာဖြစ်ချင်းလဲဒီမှာအကုန်ပြန်လုပ်လို့ရတယ်ဟုတ်တယ်ဟုတ်သူလက်သက်မကြီးသေးဆိုတော့အဲ့ဒီတော့မှဟိုကိုယ်နိုင်ငံမှာဗတ်တက်မဲ့နေကနေကရဒီမှာဆိုလို့ရှိရင်ဟိုတန်းရီချင်းရှိတယ်နော်ကျမကြီးဝန်ထမ်းတူဖြစ်တယ်ဒါတွေကဒီနိုင်ငံမှာက ခွင့်ရရှိတယ်။အဲ့တချို့ဒုက္ခတွေဆိုဒီလက်ရောက်ကကျောင်းစာအပြတ်တင်ကြတယ်။ပြီးတော့ကျောင်းမှာလည်းကျောင်းအလောင်းဝဆိုတော့ရှိတယ်။ဒါကြောင့်မလို့အန်ဒီတို့ကခါကြလို့ရှိရင်သူများအပေါ်ရွက်ချီအမလေးအကြိုက်တာအဲ no 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 တမအောင်ကြနဲ့ကို့မှာရှိတဲ့အရာလေးနဲ့ကို့ကိုပျော်ရွှင်နေရမယ်။သူများကအားကြလို့မရဘူးနော်။ဒါသူများကတော့စ조사ရမယ်။သူများတကာကိုကြည့်ပြီးတော့အာငါလို့သူ့လိုတော့ငါစ조사ရမယ်စိတ်ကထားရမယ်။ဒါပေမဲ့အားကြပြီးတော့ပေါက်ကြလို့ အတူငါအားကြရဟဲ့ငါလည်းသူ့လိုချမ်းသာအောင်မတရားနည်းနဲ့စီးပွားရှာလို့မရဘူးဟုတ်တယ်ဟုတ်နံပါတ်၁ကအနေပြောချင်တာကပတ်စံချမ်းသာတာဘလို့နည်းနဲ့ချမ်းသာတာလဲသူများတပေါ်မြုပ်မာပြီးတော့ချမ်းသာလာတာသူများမျက်ရည်ကျအောင်လှုပ်ပြီးတော့မှချမ်းသာလာတာလားသူများအသက်ကိုတက်ပြီးမှရတဲ့ပတ်စံလားသူများရဲ့မျက်ခုံးမွေးပေါ်မှာလမ်းလျှောက်ပြီးတော့ရတဲ့ပတ်စံလားပြန်စင်းစားအဲ့ဒါကတန်ဖိုးမရှိပါဘူး ကိုနီကိုဟန်ကိုချွေးနေစားလေးနဲ့ကိုအလိုလိုပင်မန်းလို့အဲ့ဒါတန်ဖို့ရှိတာအဲ့တော့ပဲအန်ဒီကမှတ်တယ်အန်ဒီရဲ့လာကကအန်ဒီအလုပ်လုပ်တယ်တလားတစ်ခါရတယ်ရှေ့ဘက်အင်ကနေဆိုလာကထုတ်ပြီးအဲပြီးလို့ရှိရင်အဲပေးစရာရှိရာကိုပေးတယ်ပို့စရာရှိရာကိုအင်ကိုပို့ပေးတယ်ပြီးအန်ဒီကဖယ်ထားတယ်အင်ကခီးသွားဖို့အတွက်အဲတင်းတစ်ခါတော့ခီးသွားမှာမသွားလို့မရအောင်အခုနွေရသေးခီးထွက်ကမယ်ထွက်လို့ရတယ်ဘယ်သွားမလဲစဉ်းစားတယ်အားဆိုရင်အန်ဒီမျိုးသားကဲကောက်အလုပ်ဒီမှာကမ်ပင်းလေးရှိရလေ ကျင်းမလည်းခေါ်ပါရင်စကဲဟောကမ်းမင်းသွားကြမယ်အဲ့လိုပဲပြောတာဘာလို့ဆိုတော့အနီပြောတော့ပြအိမ်ဆိုတာကကျက်စီရှိဖို့အရေးကြီးတာเนาะအိမ်ဆိုတာကမင်္ဂလာရှိဖို့အရေးကြီးတာအမင်္ဂလာရှိရမှာမဟုတ်ဘူးအဲ့တော့အန်ဒီစီမနဲ့မိုးလင်းလို့ရှင်အန်ဒီအတွက်ကတော့မနဲ့မိုးလင်းဖျားရင်ရှိခိုးရမယ်ကော်ဖီတစ်ခွက်နဲ့ဖျားရင်ရှိခိုးတယ်အန်ဒီဆွတ်တောင်းတယ်မေတ္တာပို့တယ်ကိုသားသမီးတွေအတွက်ကိုနိုင်ငံအတွက်ကိုเนาะကိုအကုန်လုံးတက်ကိုဆွတ်တောင်းတယ်ဆွတ်တောင်းပြီးမှအန်ဒီစီလှုပ်ရှားရှိတာကိုလုပ်တယ်ဘာကြောင့်လဲအဲ့ဒါအိမ်ရဲ့ငြိမ်းချမ်းပဲ အဲ့ရငိမ့်သက်ချင်းကမနဲ့မိုးလင်းတို့ဖုန်းဖွင့်လိုက်ပြီးတော့ဟိုနားမှာဟိုနားမှာကြော်တဲ့နေဖတ်တာတို့အာဟိုနေဟိုနေရောက်လင်လူအကြောင်းနေပြောနေတာတို့အဲ့ဒါတွေကကို့အတွက်အကျိုးမရှိဘူးကို့မနဲ့ခင်းကိုစတဲ့အခါမှာအန်ဒီတို့အများအားပြောတယ်အဖိုးအများအားဆုံးပါတယ်ခရီးကငိုတယ်မကြောက်မလို့အောင်တဲ့မနဲ့မိုးလင်းရင်ကိုကိုဖះရှိခိုးမယ်ဖះတရားခွေနာထောင်းမယ် အေးဆေးစွာနဲ့အစတိတ်ဆိတ်စွာနဲ့အစပြုမယ်ပျော်ရွှင်စွာနဲ့အစပြုမယ်အဲ့ခါကျတနေကုန်းကိုဘာလို့လို့အဆင်ပြေတယ်တဲ့အဲ့ဒါအနေရအမြဲတမ်းတွေးထားတယ်အဲ့ဒီအယူဆပေါ့နော်ဒါကြောင့်မလို့အန်ဒီဒီယနေ့အချိန်မှာသူများအပေါ်အန်ဒီမကြည့်ဘူးအကုံငုတ်ကြည့်လေဟွာသူတို့အဲ့လိုမျိုးနေတာပဲမတူမတူမတူတူလို့မတန်မဆက်ဆံဘူးအားလုံးဒီလူဒီလူပါပဲလူဖြစ်တဲ့အတွက်ကြောင့်တော့အန်ဒီမှာလူစိတ်တော်ရှိပါတယ်နော်လူဆိုတာ ကိုချင်းစာတရားလေးရှိရမယ်လူကိုလူလိုမြင်တက်ကမယ်မလီငါကတော့နိုင်ငံเจ้าမနေတာမလီငါကဘလိုကြီးတွေဝစ်တာငါကဘလိုကြီးတွေစားတာဟိုရွှေထမင်းနဲ့ဟိုရွှေစွန်းနဲ့စားတော့အနီမေးကျင်မှာချီးပါလို့ရှိရင်ဘာយ៉ាងထွက်လဲရွှေထွက်လို့လားမယိုင်းသွားရနော်စိတ်မရှိပါနော် ဟိုသူများကလည်းအမြင်ကြီးအောင်မလို့ငါဒီလိုကြီးစားပြလိုက်မယ်ငါဒီလိုစားပြလိုက်မယ်အီးပါတဲ့ခါကျတော့လေအဲအဝိုင်အောင်ထွက်သလားရွှေထွက်သလားကိုကိုကိုပြန်တိပါပဲနော်အားလုံးတိတာပဲနော်ဒါကြောင့်လို့ဘာပဲလို့တို့သူပါသူဘာကြီးပဲရှိရှိသူပါသူဘာအိပ်ပြေဂယုမဆိုင်ဖင်းနဲ့ကို့ဘွားလေးကို့အသာကိုပဲချိန်နဲ့ရောက်ရဲတင်နေပြီတော့နေပါလို့အန်ဒီပြောချင်ပါတယ်ဆိုတော့ဒီနေ့ကတော့အန်ဒီအိမ်ပြန်ရောက်နေပြီမြန်ဆန်ကြလို့ရှင်တော့ ညကိုင်းပေါ့နော်ဒီနေ့ကတော့အန်ဒီကအခုတရားရုံးလို့ဆင်းတာဆိုတော့ဒီညနေအခုကဒီညနေကညနေပိုင်းဆင်းရမယ်ပြီးညကိုင်းပေါ့နော်ဒီမှာမနေ့ရှိတယ်ညနေပိုင်းရှိတယ်ညကိုင်းရှိတယ်ဆိုတော့မဖြစ်ရညကိုင်းအဲဒီနေ့ကတော့ညနေကိုင်းပေါ့နော်ဆိုတော့အန်ဒီအလုပ်ဆင်းတဲ့ခါကျတော့အန်ဒီမျိုးသားကအဝတ်တွေပါလေးရှော်တယ်အဲအန်ဒီတော့ဘလို့ဖြစ်ဆိုအန်ဒီမျိုးသားပင်စစားဆိုအေးစေပဲဘာမှလုပ်စရာမရှိဘူးအမနေလာအပြင်းလှလှလက်ဈေးဝယ်လိုက် အဝိရှော်လိုက်ပေါ့အနည်းကအေးစစ်စစ်ပဲသူရှိတော့တမျိုးတော့ကောင်းတာပေါ့နော်ဒါမဲ့အဲ့တော့အိမ်တော်သက်ဆိုလို့ရှိရင်လဲကြာပြီဆိုတော့နားလည်မှုနဲ့တိဆောက်ထားတယ်အိမ်တော်ကြီးဆိုနားလည်မှုတိဆောက်ထားတယ်အားလုံးအစဉ်ပြပါသက်ကြီးတဲ့ခါကျလိုရလေအဲ့ပူညာပူညာနေမကြားချင်အန်တရိုက်နာပူတယ်မခံနိုင်ကြောပူတယ်တော့ခံနိုင်အဲ့အာကုချူ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 ဇွားခေါင်းလေးကြိုက်လာတာအဲ့ဒါကုချူကုချူလာမလို့နေမရအနည်းကကုချူကုချူစားလည်းမပအောင်အဲ့ဒါအေး လေးမန်မိုးလေးအခုဆိုရှင်လာတာတော့လေအာပရင်မောက်ထိုင်းကြီးလာလေးတာဖရားလေးရှိခိုးသချင်းလေးနားထားရင်လေးဆီရှင်လာမင်းနဲ့အန်ဒီအိမ်ကိုအဲ့လိုပေါ့တောင်ရွှေမြောက်ရှိတဲ့ကောင်လာပါတာအခုဆိုရင်အထွေးမှာလာဟဲ့အန်ဒီပြောင်းလဲပြန်ပြီလာဒက်ကိုရေးရှင်းအေးပြောင်းတဲ့သမီးရေဟဲ့တလားဟိုကို့အိမ်ကိုပေါ့မျက်နှာကိုလေးဟိုပေါ့အန်ဒီအိမ်ဆိုလို့ရှင်လို့ပေါ့ထိုင်နေတာနဲ့အကုန်ပေါ့အခုပြရမယ်ကွာအဲ့လိုမျိုးလေးပဲဒီရမှာအခုထိုင်လိုက်ပြီဆိုလို့ရှင်အဲဟိုမှာပန်းမင်ရှိမယ်အဲဒါအဲဟိုမှာဖျားစင်ရှိမယ် တီဗီရှိမယ်အခိုင်းတာနဲ့အမြင်အမြင်ကြည်လင်နေရမယ်ဒါအတိရဲ့အချက်အန်ကေကတော့မရဘူးဆိုလို့အာသူကနောက်နေ့ကျနေတောင်းလိုက်ပြန်ပြီးနောက်တစ်မျိုးအန်ဒီရလည်းပဲအင်းအင်းနေလို့တစ်ခုမျက်စိထဲမှာယိုးလာတယ်အနေနဲ့ရွှေ့လိုက်တယ်စီထိုင်းကြည့်ပြီးတော့သချင်းလေးနားထားပြီးတော့စိတ်အေးလက်အေးနေတယ်အဲ့ဒါအန်ဒီရဲ့ဘဝပဲဒါကြောင့်အားလုံးပြောချင်ပါတယ်ကိုဖာတာကိုစိတ်ချမ်းသာအောင်နေပါသူတို့ကဘာမှမယုံပါနဲ့စိတ်ကောင်းလှုံ့ဆော်ထားပါ ီးတော့ပျော်အောင်နေပါကျမကြီးကူးဆိုင်ပါနော်ကဲဒီခဏနားလိုက်ပါဦးမရှင်မနေ့ကအစောကြီးထားတော့ခုနည်းအိတ်ချင်တော့အိတ်လာပြီမနော် have a good day ပါ bye bye